တငယ်ချင်းတို့အခုကျွန်တော်ပြောပြမယ်ဇလန်းကခမားတို့ရဲ့စိတ်နှလုံးကိုလှုပ်ခတ်သွားစေမှာပါအမျိုးသမီးတဦးခံခဲ့ရတဲ့အရှက်ရစရာကိစ္စတစ်ခုကဒေတာခံဂိုင်းကောင်းဆောင်တွေရဲ့ဘဝကိုဘလိုမျိုးအပြောင်းလဲဖြစ်သွားစေလဲဆိုတာတကယ်ဖြစ်ခဲ့တဲ့အကြောင်းအရာမို့လို့ပိုပြီးထိတ်လန့်စရာကောင်းပါတယ် ဒီအချိန်မှာပဲမှောင်ရိပ်ထဲမှာအမျိုးသားနှစ်ဦးကမြေပြင်ပေါ်မှာလဲလျောင်းပြီးညီးတွားနေပါတယ်။တယောက်ကအသေးအတန်ကောင်းထောင်ပြီး နောင်တရတဲ့အတန်နဲ့တူတူလေးရေရွတ်လိုက်ပါတယ်။သူမက ခလာရအထူးစစ်စင်ရေးတပ်ဖွဲ့ဝင်ဟောင်းဆိုတာကြိုတင်သိခဲ့ရမှာ။အဲဒီနောက်မှာတော့လှပတဲ့ဝစ်စုံနဲ့အမျိုးသမီးတဦးကသူမရဲ့ဖနက်အမြင့်ကိုတက်တက်ရက်ရက်ပြင်ဆင်ရင်းအေးဆက်ဆက်ပြုံးလိုက်ပါတယ်။ဒီအဖြစ်ပြက်တွေအားလုံးက လွန်ခဲ့တဲ့၃နာရီကစတင်ခဲ့တာပါဒီနေ့မှာတော့ပျော်ရွှင်စရာကောင်းတဲ့လက်စားချေမှုဇလန်းတပုတ်စတင်ပါပြီရန်ကုန်မြို့နယ်ပန်းမဲရန်ဘက်မှာရှိတဲ့တရဘီလို့အမည်ရတဲ့ဇိမ်ခံပါတစ်ခုတောက်ကြနေမျက်နှာကိုနာယီတာယာမြင်သာတဲ့ဂီတတန်တွေပြန့်လွင့်နေတဲ့ဒီနေရာကိုအမျိုးသမီးနှစ်ဦးဝင်ရောက်လာပါတယ်။တယောက်ကတော့မင်းယူအသက်32နှစ်ဖြစ်ပြီး တည့်ရက်တဲ့မိကက်လိန်ကြံထားပါရယ်ဒါပေမဲ့ဒီမျိုးသမီးမှာတခြားသူတွေလုံးဝမသိတဲ့လှိုးဝဲအတိတ်တစ်ခုရှိပါရယ်အဲ့ဒါကတော့သူမဟာမြမတက်မတော်ရဲ့အထူးကျုံဆုံးတက်ဖွဲ့ဖြစ်တဲ့ခလေးရအထူးစစ်စင်ရေးတက်ဖွဲ့ကအဖွဲ့ဝင်ဟောင်းတူဖြစ်တယ်ဆိုတာပါပဲမနည်းယူရေမတွေ့ရတာတော်တော်ကြာပြီနော်တငယ်ချင်းဖြစ်သူမရွှေစင်ကဝမ်းသာအားရနှုတ်ဆက်ပါရယ် ညနေစာစားပြီးမှမျက်နှာမြင်ရဖို့ဒီလောက်တောင်ခက်ခဲလိမ့်မယ်လို့မထင်ထားဘူး။မနည်းယူကနူးညံ့စွာ ပြုံးရင်းပြန်ဖြေပါရယ်။တောင်းပန်ပါရယ်။တငယ်ချင်းဒီရဲ့ပိုင်းအလို့အစ်စ်နဲ့အသားကြအောင်လုပ်နေရလို့ပါ။စစ်မှုထမ်းဘဝကအရန်ထူးကြတယ်လေဒါပေမဲ့အခုတော့တော်တော်လေးအခြေကျနေပုံရတယ်။အရင်ကလိုထက်မြက်ပြက်သားတဲ့ပုံစံမျိုးမရှိတော့ဘူး။ ခဏလေးဒီနေရာမှာအရေးကြီးတဲ့အချက်တစ်ခုရှိပါတယ်။မနီယူကဘာလို့ဒီလောက်ရိုးရှင်းတဲ့ဘဝကိုလိုချင်ခဲ့တာလဲ။မနီယူကဝိုင်းတငုံတောက်ပြီးသတင်းပေါက်ကိုငေးကြည့်လိုက်ပါတယ်။အဲ့ဒီတုန်းကတော့တကယ်ကိုတခြားကဘာတစ်ခုမှနေခဲ့ရတယ်လို့ပါပဲ။အခုတော့ရိုးရိုးတာမန်လူတယောက်လိုနေထိုင်ခြင်းနဲ့တိတ်တိတ်ဆိတ်ဆိတ်နဲ့ဘသူမှမသိအောင်ပေါ့။ဒါပေမဲ့ဒီအချိန်မှာပဲဘားရဲ့တစ်ဖက်ထောင်းကနေအမျိုးသားနှစ်ဦးကသူတို့ကိုစောင့်ကြည့်နေခဲ့ပါတယ်။ တငယ်ချင်းတို့ဒီအချိန်ကစပြီးကံကြမ္မာရဲ့ဂီယာတွေစတင်လဲပတ်ပါပြီ။တယောက်ကတော့ကိုနေမင်းအသက်45နှစ်ဖြစ်ပြီးဒီဒေသမှာနာမည်ကြီးတဲ့ဂိုင်းကောင်းဆောင်တဦးပါ။ဒီမိန်းကလေးနှစ်ယောက်ဘလို့လဲတော်တော်ချောပုံရတယ်။ကိုနေမင်းကသူ့ရဲ့လက်ထောက်ကိုစော်ကြီးကိုတိုးတိုးလေးပြောလိုက်ပါတယ်။ကိုစော်ကြီးကအသက်30ကျော်ဖြစ်ပြီးကိုနေမင်းကိုတထေးလို့ခေါ်ကာတစ္ဆာရှိစွာ နောက်လိုက်နေတဲ့လက်ထောက်တဦးပါ။ အထူးသဖြင့်အနက်ရောင်ဝတ်စုံနဲ့မိန်းကလေးကလှတယ်ယဉ်ကျေးပုံရတယ်။တငယ်ချင်းတို့ဒီအချိန်ကတကယ်ကိုအရေးကြီးပါတယ်။တစ်ဖက်မှာလည်းမင်းယူနဲ့မရွှေစင်တို့ကချုံမြိန်နဲ့စကားဝိုင်းလေးကိုဆက်လက်ပြောဆိုနေကြပါတယ်။ဒီရက်ပိုင်းဘာတွေလုပ်နေလဲမရွှေစင်ကဆက်စုပါတယ်။ကော်ဖီဆိုင်လေးတစ်ဆိုင်ဖွင့်ထားတယ်။လူနေရက်ွက်သေးကတေးသေးလေးပေါ့မင်းယူရဲ့အတန်မှာငြင်းချမ်းမှုတွေပြည့်နေနေပါတယ်။ အံ့ဩစရာပဲတကယ်ကိုတရာ80ဒီဂရီ ပြောင်းလဲသွားတာပဲအရင်ကအရှင်ရုပ်ရှင်လိုအလုပ်တွေလုပ်ခဲ့တဲ့မင်းကအခု coffee ဆိုင်ပိုင်ရှင်ဖြစ်နေပြီဆိုတော့အရင်ကတော့နိုင်ငံကိုကာကွယ်ရမယ်ဆိုတဲ့ခံယူချက်ရှိခဲ့ပေမဲ့အခုတော့ရိုးရှင်းတဲ့နေ့စဉ်ဘဝရဲ့ပျော်ရွှင်မှုကပိုပြီးအဖိုးတန်တဲ့မနက်ခင်းမှာ coffee နဲ့ရှူရတာနဲ့ဧည့်သည်တွေရဲ့ပြုံးရည်နေတဲ့မျက်နာတွေကိုမြင်ရတာနဲ့တင်လုံလောက်ပြီး ကိုနေမင်းကယုံကြည်မှုအပြည့်နဲ့ထွက်လိုက်ပါတယ်။သူကပုံမှန်အားဖြင့်ဒီလိုနီးလန်းမျိုးနဲ့ပဲအောင်မြင်ခဲ့သူပါ။မင်္ဂလာပါအလှလေးတို့ကျွန်တော်တို့နဲ့အတူတစ်ခွက်လောက်တောက်မလား။ကျွန်တော်တိုက်ပါမယ်။ကိုနေမင်းရဲ့အတန်မှာယုံကြည်မှုလွှမ်းခြုံနေပါတယ်။ဈေးကြီးရဲ့ဝတ်စုံနဲ့နိုင်ကိုအနှဲငယ်ဖော်ပြပြီးသူ့ရဲ့စီးပွားရေးအခြေအနေကို ပြသဖို့စူးစမ်းနေပါတယ်။မနှီးယူကစိတ်အေးလက်အေးပြန်ဖြေပါတယ်။ တောင်းပန်ပါတယ်ကျမတို့တငယ်ချင်းချင်းတိတ်တိတ်ဆိတ်ဆိတ်စကားပြောနေပါတယ်ယဉ်ကျေးပေမဲ့ခိုင်မာတဲ့အဖြေပါဒီလိုကိုးတာပေမဲ့ဒီလိုကောင်းတဲ့ညမှာမိန်းကလေးတွေကြီးပဲရှိနေတာနှမျောစရာကြီးကိုစော်ကြီးကဝင်ပြောပါတယ်ကိုစော်ကြီးကထိုင်ကုန်လို့တစ်ခုကိုဆွဲယူပြီးခွင့်တောင်းခြင်းမရှိပဲထိုင်ဖို့စ조사ပါတယ်မရွှေစင်ကစိတ်မတက်မသားဖြစ်တဲ့ပုံစံနဲ့ပြောပါတယ်ရပါတယ်လို့ပြောပြီးပြီလေကျမတို့မှာအစီအစဉ်ရှိတယ် အစီအစဉ်ပါအစီအစဉ်လဲပြတခြားယောက်ျားလေးတွေနဲ့တွေ့ဖို့အစီအစဉ်လားကိုနေမင်းကဆက်စုတဲ့အမူအရာနဲ့မေးပါတယ်ခင်ဗျားတို့လည်းဒီလိုအတွေ့အကြုံမျိုးရှိမှာပါရင်ကျေးစွာညင်းပယ်ပေမဲ့စက္ကန့်နေတဲ့လူတွေမနှင်းယူက ပိုပြီးခိုင်မာစွာ ပြောပါတယ်ကိုယ်ပိုင်ကိစ္စမှုပြောပြဖို့ခတ်ပါတယ်နားလည်ပေးပါ ကိုပိုင်ကိစ္စဆိုတော့ဒါဆိုကျွန်တော်တို့လည်းကိုပိုင်ရင်းနှီးဆုံးဖြစ်သွားရင်ရပြီပေါ့ကိုစော်ကြီးကရေရင်ပြောပါတယ်။ကိုနေမင်းကဘားတင်တာကိုလက်ညှိုးထိုးပြီးអော်လိုက်ပါတယ်။ဒီမှာဒီအလှလေးတွေအတွက်ကောင်းတဲ့ဝိုင်းတပလင်းပေးလိုက်ပါဦး။ကျမတို့တကယ်ကို မလိုချင်ပါဘူး။မနီယူကပို့ပြီးခိုင်မာတဲ့အတန်နဲ့ပြောပါတယ်။ ဒါပေမဲ့ကိုနေမင်းကအလွယ်တကူလက်မလျှော့ပါဘူးဒီလောက်လဲအေးဆက်ဆက်မလုပ်ပါနဲ့ကျွန်တော်တို့ပျော်စရာနေရာတွေအများကြီးတည်ပါတယ်ဒုတိယအခြေအနေနဲ့ကာရာအိုကေသွားမလားခစ်ပေါ်တခြင်းတွေလည်းအများကြီးရှိပါတယ်ကိုစော်ကြီးကထပ်ပြောပါတယ်ဒါမှမဟုတ်ကလပ်လဲကောင်းတယ်ဒီရက်ပိုင်းလူကြိုက်များတဲ့နေရာတွေအများကြီးတည်တယ်တာမန်လူတွေမသွားနိုင်တဲ့ပြပခန်းတွေလည်းရှိတယ်ကိုနေမင်းကပိုပြီးတက်ကြွစွာချင်းကပ်ပါတယ် မလေးတို့အသက်ဘလောက်လဲကျွန်တော်တို့နဲ့အသက်တူလောက်တယ်။အဲ့ဒါကိုဘာလို့မေးတာလဲမရွှေစင်ကရှိတ်ယွန့်စွာမေးပါတယ်။ယင်းနီးချင်ယုံတသက်ပါအသက်ချင်းတူရင် ပိုပြီးပေါင်းသိရတာလွဲတာပေါ့ကိုစော်ကြီးကပြန်ဖြေပါတယ်။မနှင်းယူရဲ့မျက်လုံးတွေက တဖြည်းဖြည်းအေးဆက်လာပါတယ်။ပုပ်ကိုရေးမေးခွန်းတွေမမေးပါနဲ့။ ီလိုကိုးတာဆိုအလုတ်ကရောဘာလို့လဲဒီလိုစိန်ခံပါမျိုးကိုလာရာကြည့်ရင် ကောင်းတဲ့အလုတ်တစ်ခုလုံးနေပုံရတယ်ကိုနေမင်းကဆက်မေးပါတယ်အဲ့ဒါလဲကိုပိုင်ကိစ္စပါ မနည်းယူက ပိုပြီးအေးဆက်စွာပြန်ဖြေပါတယ်ကိုစော်ကြီးကရေရင်ပြောပါတယ်မလေးအရန်ကြီးတတိမထားပါနဲ့ကျွန်တော်တို့ကမကောင်းတဲ့လူတွေမဟုတ်ပါဘူး ဒါဆိုရင်ကောင်းတဲ့လူတွေဆိုတဲ့တက်တွေကိုပြပါကျမတို့ညင်းပယ်တာကိုလက်ခံလိုက်ပေါ့မနီယူကယုတ်တိရှိရှိပြန်ခြေပါပါတယ်ဒီစကားကြောင့်ကိုနေမီးရဲ့မျက်နှာအမူအရာကအနေငယ်တင်းမာသွားပါတယ်မလေးကျွန်တော်တို့ဒီလောက်ယဉ်ကျေးစွာပြောနေတာကိုအယမ်းခတ်ထန်နေတာပဲယဉ်ကျေးတယ်လို့ထင်ပါသလားမနီယူက ပြန်မေးပါတယ်တေချာတာပေါ့ကျွန်တော်တို့ဘာမှနေလို့လဲကိုစောကြီးကအတန်ကိုစတင်မြင်ပါတယ် မရွှေစင်ကမင်းယူရဲ့လက်မောင်းကိုအตาလေးဆုပ်ကင်ပြီးတိုးတိုးလေးပြောပါတယ်။မင်းယူဒီလူတွေထူးဆန်းနေငါတို့ထွက်သွားကြရအောင်။ကိုနေမင်းကဒီစကားကို ကြားပြီးပြောပါတယ်။ဘယ်သွားမလို့လဲကျွန်တော်တို့ကြောင့်စိတ်ဆိုးသွားတာလား။အဲ့လိုမဟုတ်ပဲမရွှေစင်ကစိတ်ရှုပ်ထွေးစွာနဲ့စကားကိုရက်လိုက်ပါတယ်။ဒါဆိုဘာလဲကျွန်တော်တို့ဘာများမှားသွားလို့လဲကိုစော်ကြီးကမေးခွန်းထုတ်ပါတယ်။ မနည်းဦးကထရက်ဖို့စူးစမ်းတော့ကိုနေမင်းကချက်ချင်းပြောပါတယ်ခဏလေးကျွန်တော်တို့တခုခုနားလည်မှုလွဲသွားတာလားနားလည်မှုလွဲတာမဟုတ်ပါဘူးကျမတို့တကယ်ကို စိတ်ငွင်စားဘူးလို့ပြောပြီးပြီလေမနည်းဦးကရှင်းလင်းစွာပြောပါတယ်ဒါပေမဲ့တငယ်ချင်းလောက်တော့ဖြစ်နိုင်တာပဲမဟုတ်လားဒီလိုမမျှော်လင့်ပဲတွေးဆောင်တာကလည်းကံကြမ္မာပဲလေကိုနေမင်းကဇွဲမလျှော့ပဲဆက်ပြောပါဗျ တငယ်ချင်းဆိုတာလဲနှစ်ဦးနှစ်ဖက်သဘောတူမှာဖြစ်တာပါမင်းဦးရဲ့အတန်မှာစိတ်ပြတ်အားငယ်မှုစတင်လွှမ်းမိုးလာပါတယ်ကိုစောကြီးကရုတ်တရက်သူ့ရဲ့ဖုန်းကို ထုတ်ပြီးပြောပါတယ်ဒါဆိုအဆက်အသွယ်လေးတော့လဲလဲထားခဲ့နောက်မှ စိတ်ပြောင်းရင်ဆက်သွယ်ပေါ့အဆက်အသွယ်ပေးလို့မရပါဘူးမင်းဦးကခိုင်မာစွာညှင်းဆန်ပါတယ်ဘာလို့လဲတငယ်ချင်းတသက်ပဲဟာကို ကိုစော်ကြီးက နားမလည်နိုင်တဲ့အမူအရာနဲ့မေးပါတယ် တငယ်ချင်းဖြစ်ဖို့ဆိုရင်အပြန်အလှန်သဘောတူညီချက်ရှိဖို့လိုပါတယ်။တစ်ဖက်သက်တငယ်ချင်းလို့ပြောလို့မရပါဘူး။မနည်းယူကယုတ်တိရှိရှိရှင်းပြပါဗျ။ကိုနေမင်းရဲ့မျက်နှာမှာမနှစ်မျိုးမှုအရေးအယောင်တွေဖြစ်ပြေးသွားပါဗျ။မလေးကျွန်တော်တို့ကိုအဲ့ဒီလောက်ထူးဆန်းတဲ့လူတွေလို့မြင်နေတာလား။ဒီအချိန်ကစပြီးမနည်းယူရဲ့မျက်နှာအမူအရာကတိမ်မွေးစွာပြောင်းလဲလာပါဗျ။တငယ်ချင်းတို့ဒီအပိုင်းကိုလက်လို့မခံပါနဲ့။ ျွန်တော်တို့ဒီလောက်ယင်ကျေးစွာတောင်းဆိုတာကိုအရန်ရက်ဆက်လိုက်တာကိုဇော်ကြီးကတဖြည်းဖြည်းအတန်ကိုမြင့်ပါတယ်မလေးတို့ကျွန်တော်တို့ကိုမကောင်းတဲ့လူတွေလို့မြင်နေတာလားကိုနေမင်းကထိုင်ကုန်ကိုနည်းနည်းပူဆွဲပြီးပြောပါတယ်မနှင်းယူကကိုနေမင်းရဲ့ဒီလောက်ရက်ကိုအကဲခတ်လိုက်ပါတယ်ကိုခန္ဓာအကွာဝေးကိုကျင်းမြောင်းစေခြင်းဒါဟာစိတ်ပိုင်းဆိုင်ရာဖိအားပေးတဲ့ပုံမှန်နည်းလမ်းပါ ရိုးရိုးသားသားပြောရရင်ကျမတို့ကမလိုချင်ဘူးလို့ပြောတာတောင်မှဆက်ပြီးချင်းကပ်နေတာက စိတ်မသက်မသာဖြစ်ရတယ်။မနီယူကဒိုက်ရိုက်ပြောလိုက်တော့ကိုနေမင်းရဲ့မျက်နှာကချက်ချင်းရှုံ့တော့သွားပါတယ်။စိတ်မသက်မသာဖြစ်ရတယ်။ကျွန်တော်တို့ဘာလို့လိုက်လို့လဲကျွန်တော်တို့လည်းဒီရက်ကွက်မှာနမေကြီးရဲ့လူတွေပဲလေကိုနေမင်းကတွေ့ဝိုက်တဲ့ချင်းချောက်တန်နဲ့ပြောပါတယ်။ ကိုစောကြီးကကိုနေမင်းရဲ့စကားကိုအားဖြည့်ပေးပါတယ်။ဒါကြောင့်ကျွန်တော်တို့ပြောတာကိုတာမန်လူတွေအားလုံးလိုက်နာကြတယ်။အထူးသဖြင့်ဒီလိုစိန်ခံပါမျိုးမှာပို့ပြီးတော့ပေါ့ဒီဆိုင်ပိုင်ရှင်လေကျွန်တော်တို့နဲ့ခင်ပါတယ်။ကိုနေမင်းကပဝင်းကျင်ကိုကြည့်ပြီးပြောပါတယ်။မနှင်းရွေးမျက်လုံးတွေကတိမ်မွေးစွာပြောင်းလဲသွားပါတယ်။အခု သူတို့ရဲ့တကယ့်ရည်ရွယ်ချက်ပေါ်လွင်လာပါပြီ။ နမေကြီးရဲ့လူတွေဆိုရင်ပိုပြီးရင်ကျေးတင်တာမဟုတ်ဘူးလားမင်းယူရဲ့အတန်မှာသတိပေးချက်ပါလာပါတယ်ရင်ကျေးတယ်ကျွန်တော်တို့ဘလောက်တောင်ရင်ကျေးနေလဲကိုနေမင်းကလှောင်ပြုံးပြုံးပြီးပြောပါတယ်ကိုစော်ကြီးကစပွဲပေါ်လက်တင်ပြီးပိုပြီးနီးကပ်လာပါတယ်မလေးကျွန်တော်တို့ခုနကဘလောက်ရင်ကျေးစွာပြောခဲ့လဲရင်ကျေးတယ်လို့ထင်ပါသလားမင်းယူကအေးဆက်စွာပြန်မေးပါတယ် တေချာရာပေါ့အစကတည်းကယင်ကျေးစွာနှုတ်ဆက်တဲ့အရက်လဲဝဲတိုက်မယ်ပြောတယ်ကောင်းတဲ့နေရာလဲမိဆက်ပေးမယ်ပြောတယ်ဘာပြက်တနာရှိလို့လဲကိုနေမင်းကအတန်ကိုမြင့်ပါတယ်မရွှေစင်ကစိုးရင်တကြီးနဲ့မင်းယူရဲ့လက်မောင်းကို ပိုပြီးကြစ်ကြစ်ပါအောင်စုပ်ကင်လိုက်ပါတယ်မင်းယူဒါပေမဲ့မလေးတို့ကဆက်ပြီးအေးဆက်နေတော့ကျွန်တော်တို့လဲစိတ်မကောင်းဖြစ်မိတယ်ကိုစော်ကြီးကအနှဲငယ်ချင်းချောက်တဲ့လီတန်နဲ့ပြောပါတယ် စိတ်မကောင်းဖြစ်တယ်ဆိုတာဘာကိုဆိုလိုတာလဲမနီယူကတိုက်ရိုက်မေးပါတယ်။ကိုနေမင်းကလက်ညှိုးနဲ့စပွဲကိုခောက်ရင်းပြောပါတယ်။မတိဘူးဗျာကျွန်တော်တို့လိုလူမျိုးကိုစိတ်မကောင်းအောင်လုပ်ရင်ကောင်းတာမရှိဘူး။ကျွန်တော်တို့လိုလူမျိုးကဒီလိုလှပတဲ့မလေးတွေကိုစိတ်ဝင်စားတာဂုံယူစရာဖြစ်တင်တာမဟုတ်ဘူးလား။ကိုစော်ကြီးကမောက်မာစွာပြောပါတယ်။ကုန်ယူစရာမင်းယူရဲ့အတန်မှာအေးဆက်တဲ့ဒေါသတွေစိတ်ဝင်လာပါတယ်။ ဟုတ်ပါတယ်ဒီရက်ကွက်မှာကျွန်တော်တို့စိတ်ဝင်စားတာကိုလိုချင်တဲ့မိန်းကလေးတွေဘလောက်များလဲကိုနေမင်းကဝင့်ဝါစွာပြောပါတယ်မရွှေစင်ကမင်းယူရဲ့လက်မောင်းကိုအตาလေးစုပ်ကင်ပြီးတိုးတိုးလေးပြောပါတယ်မင်းယူငါတို့တခြားနေရာသွားကြရအောင်ဒီလူတွေတကယ်ထူးဆန်းတယ်မရွှေစင်ရဲ့အတန်မှာကြောက်ရွံ့မှုအပြည့်ပါပဲဒါပေမဲ့ကိုနေမင်းကမရွှေစင်ရဲ့လမ်းကိုပိတ်ဆို့ပြီးပြောပါတယ် ဘယ်သွားမလို့လဲကျွန်တော်တို့ကိုအဲ့ဒီလောက်ကြောက်စရာကောင်းတဲ့လူတွေလို့မြင်နေတာလားကိုနေမင်းကထိုင်ကုန်ကနေထွက်ပြီးသူ့ရဲ့ကိုခန္ဓာကိုပြသပါတယ်သူကအရက်ရှည်ပြီးပခုံးကျဲပါတယ်ကြောက်စရာကောင်းတယ်မဟုတ်ပဲယဉ်ကျေးမှုမရှိဘူးမနည်းယူကအေးစေးတည်ငြိမ်စွာပြောပါတယ်ယဉ်ကျေးမှုမရှိဘူးကိုစော်ကြီးကဒေါသတကြီးအော်ဟစ်ပါတယ်ကျွန်တော်တို့ဘယ်တော့ကယဉ်ကျေးမှုမရှိတဲ့လောက်ရလောက်ခဲ့လေ ဒီချိန်မှာတော့ယဉ်ကျေးမှုမရှိဘူးထင်ပါတယ်အတန်တွေမြင့်ပြီးပြောနေတယ်မနီယူကစိတ်အေးလက်အေးထောက်ပြပါတယ်ကိုနေမင်းကလက်သေးကိုစုပ်လိုက်ဖြေလိုက်လို့ယဉ်ပြောပါတယ်မလေးစကားကို စင်ကျင်ပြီးပြော ကျွန်တော်တို့လည်းတီးခံနိုင်သလောက်တီးခံခဲ့တယ်ကျွန်တော်တို့ကယင်းနီးချိန်ယုံတသက်ပါဘာလို့ဒီလောက်တတိထားနေရတာလဲကိုစော်ကြီးကလည်းထိုင်ကုန်ကနေထရက်ပြီးပြောပါတယ်အခုအမျိုးသားနှစ်ဦးလုံးမတည့်ရက်နေပြီး မနေယူနဲ့မရွှေစင်က ထိုင်နေတဲ့အနေအထားဖြစ်သွားပါပြီ။ယင်းနည်းချင်းတစ်ဖက်လူကသဘောတူမှဖြစ်တာမဟုတ်ဘူးလားမနေယူကယုတ်တိရှိရှိပြန်ချေပါပါတယ်။သဘောတူတာမတူတာကချိန်းတွေ့ပြီးမှဆုံးဖြတ်ရမှာပေါ့ကိုနေမင်းက အတင်းကျပ်စင်ကြေပေးပါတယ်။ကိုစော်ကြီးကစပွဲပေါ်လက်တင်ပြီး ခန္ဓာကိုယ်ကို ကိုင်းညွတ်လိုက်ပါတယ်။မလေးတို့ကျွန်တော်တို့တကယ်ကောင်းတဲ့လူတွေပါအခွင့်အရေးတစ်ခါလောက်ပေးပါ။ အခွင့်အရေးကအခုလောက်ဆို လုံလောက်ပြီထင်ပါတယ်မနေယူရဲ့အတန်ကပိုပြီးအေးဆက်လာပါတယ်ခင်ဗျားတို့သာဒီလိုအခြေအနေမှာဘယ်လိုလုပ်မလဲကိုနေမင်းကပဝင်းကျင်ကိုကြည်ပြီးပြောပါတယ်ဒီမှာတခြားဧည့်သည်တွေကိုလည်းကြည်အားလုံးကကျွန်တော်တို့ကိုကြည်ပြီးပြုံးနေကြတယ်တကယ်တော့တခြားဧည့်သည်တွေကထူးဆန်းတဲ့အကြည့်နဲ့ကြည်နေကြတာပါဒါပေမဲ့ကိုနေမင်းကသူ့အတွက်အဆင်ပြေအောင်အတိတ်ပဲဖွင့်ဆိုနေပါတယ် အဲ့ဒီအကြည့်ကကောင်းတဲ့အကြည့်လားမနည်းယူက လောင်ပြောင်တဲ့လေတံနဲ့မေးပါတယ်ဒီနေရာကစပြီးအလှည့်ပြောင်းစတင်ပါပြီကိုစော်ကြီးကခြေတလန်းပုံနီးလာပြီးပြောပါတယ်မလေးကျွန်တော်တို့တထေးကဒီလောက်ရင်ကျေးစွာပြောနေတာကိုအယမ်းမာနကြီးနေတာပဲဒီရက်ကွက်မှာကျွန်တော်တို့စကားကို နားမထောင်ပဲအစဉ်ပြေနေတဲ့သူမရှိဘူးကိုနေမင်းကချင်းချောက်တဲ့လေတံနဲ့ပြောပါတယ် အခုကျမတို့ကိုချိန်ချောက်နေတာလားမနေယူကအေးဆက်စွာမေးပါတယ်ချိန်ချောက်တာအဲ့ဒီလိုကြောက်เสียရကောင်းတဲ့စကားလုံးမတုံးပါနဲ့ကျွန်တော်တို့ကယင်းဒီချင်ယုံတတ်တတ်ပါ ကိုနေမင်းကအပြုံးတူးနဲ့ပြောပါတယ်မလေးတို့ကျွန်တော်တို့ကဘလောက်ခက်ခဲတဲ့အလုပ်တွေလုပ်နေရတဲ့လူတွေလဲဆိုတာသိလားကိုစော်ကြီးကဝင်ပြောပါတယ်နေတိုင်းအနေရရှိတဲ့အလုပ်တွေလုပ်နေရတယ်ဒီလိုလှပတဲ့မိန်းကလေးတွေနဲ့ပျော်ပျော်ရွှင်ရွှင်အချိန်ဖြုန်းချင်ုံတတ်တတ်ပါ ကျွန်တော်တို့တထေးကဒီလိုကောင်းကောင်းပြောနေတာကိုဘာလို့ဒီလောက်ခက်ခဲနေရတာလဲကိုစော်ကြီးကစပွဲအစုံမှာလက်တင်ပြီးကိုင်းညွှတ်လိုက်ပါတယ်။မလေးတို့ဆက်ပြီးဒီလိုပဲလုပ်နေရင်ကျွန်တော်တို့လည်းစိတ်ဆိုးလာပြီးကိုနေမင်းရဲ့အတန်က တဖြည်းဖြည်းနှိမ့်ကျလာပါတယ်။ဒါဆိုဘာဖြစ်မယ်ဆိုတာသိလားကိုစော်ကြီးကထပ်ပြောပါတယ်။မရွှေစင်က တုံ့ပြန်တဲ့အတန်နဲ့ပြောပါတယ်။ကျမတို့တကယ်သွားရတော့မင်းတခြားတငယ်ချင်းတွေစောင့်နေတယ်။ တခြားတငယ်ချင်းတွေဒါဆိုပိုကောင်းတာပေါ့ကိုစော်ကြီးက မျက်လုံးတွေ လင်းလက်လာပြီးပြောပါတယ်ကျွန်တော်တို့မှလည်းတငယ်ချင်းတွေအများကြီးရှိတယ်အားလုံးအတူတူတွေ့ဆုံပြီးပါတီလုပ်ကြတာပေါ့ကိုနေမင်းကလောင်ပြောင်တဲ့အပြုံးနဲ့ပြောပါတယ်ဒီရက်ပိုင်းလူငယ်မင်းကလေးတွေက မရင်ကျေးတော့ဘူးလူကြီးတွေကကောင်းကောင်းပြောနေတာကို မနှင်းယူကဖြည်းဖြည်းချင်းထွက်ပြီးခိုင်မာစွာပြောပါတယ် အခုချက်ချင်းရှောင်ပေးပါနောက်ဆုံးသတိပေးတာပါနောက်ဆုံးသတိပေးတာမလေးကကျွန်တော်တို့ကိုကိုနေမင်းကလှောင်ပြုံးပြုံးပြီးပြန်ဖြေပါတယ်တကယ်ရေစရာပဲငါတို့ကဘသူလဲဆိုတာသိလားကိုစော်ကြီးက ကိုနေမင်းဘေးကို ချင်းကပ်ပြီးပြောပါတယ်တထေးဒီမင်းကလေးနည်းနည်းမာနာကြီးနေတယ်သင်ကန်းစာပေးရမယ်ငါတို့ဒီရက်ွက်မှာဘလောက်ကြာကြာအလုံးလုံးခဲ့လဲဆိုတာတီလာကိုနေမင်းက လက်သီးကို ကြစ်ကြစ်ပါအောင်ဆုပ်ပြီးပြောပါတယ်။ဒီမှာစီးပွားရေးလုပ်တဲ့သူတွေထဲမှာငါတို့ကို မသိတဲ့သူမရှိဘူး။မသိဘူး၊သိကျင်လည်းမသိကျင်ဘူး၊သွားပါတော့မင်းယူရဲ့အတန်ကပို့ပြီးအေးဆက်လာပါတယ်။ကိုနေမင်းကစပွဲကိုလက်နဲ့ရိုက်ချပြီးပြောပါတယ်။မလေးငါတို့ခုနကဘလောက်ရင်ကျေးစွာပြောခဲ့လဲဆက်ပြီးဒီလိုပဲလုပ်နေမှလားနောက်ဆုံးတစ်ခါထပ်ပြောမယ်။ ကိုစောကြီးကမရွှေစင်ဘက်ကို ခြေတလန်းပုံနီးကတ်သွားပါတယ်။ကျွန်တော်တို့နဲ့အတူတူလာပြီးပြောကြရအောင်။ပြီးတော့ကိုစောကြီးကဆိုးရွားတဲ့အမားတစ်ခုလှုပ်လိုက်ပါတယ်။သူကမရွှေစင်ရဲ့လက်မောင်းကို ဆုပ်ကင်လိုက်ပါတယ်။ဒီတငယ်ချင်းလေးနဲ့တော့အတူတူသွားရအောင်ဒီလောက်ချောတာကိုတယောက်တည်းလှုပ်ပေးဖို့နှမျောတယ်။ဒီချိန်မှာပဲဖြစ်သွားခဲ့ပါတယ်။ ချက်ချင်းလက်ဖယ်လိုက်ပါမနည်းယူရဲ့အတန်က ရေခဲလို့အေးဆက်စွာ လုံးဝပြောင်းလဲသွားပါတယ်။တငယ်ချင်းတို့ဒီအချိန်က မနည်းယူကိုမြင်အောင်ကြည့်ပါ။အမလေးကငါတို့ကိုအမိန်ပေးနေတာလားကိုနေမင်းကဒေါသရကြီးနဲ့မင်းယူဘက်ကို ချင်းကပ်လာပါတယ်။ဟုတ်တယ်အမိန်ပေးနေတာလက်ဖယ်လိုက်မင်းယူက ပြက်သားစွာ ပြောပါတယ်။ကိုစော်ကြီးကမရွှေစင်ရဲ့လက်မောင်းကို ပိုပြီးဖိညစ်လိုက်ပြီးပြောပါတယ်။ မဖယ်ရင်ဘာဖြစ်မလဲနေမှာအတူတူလိုက်ခဲ့ဒီချိန်မှာပဲဖြစ်သွားခဲ့ပါတယ်မနှင်းယူရဲ့ခန္ဓာကိုယ်ကတည်စည်းလို့လင်းမြန်စွာလှုပ်ရှားသွားပါတယ်3စက္ကန့်အတီကျ3စက္ကန့်အတွင်းမှာဖြစ်ပျက်သွားခဲ့တာပါမနီယူက ပထမဆုံးကိုစော်ကြီးရဲ့လက်ကောက်ဝတ်ကိုတိကျစွာလိန်ချိုးလိုက်ပြီးမရွှေစင်ကိုလှုပ်ပေးလိုက်ပါတဲ့တစ်ချိန်တည်းမှာပဲဒူးနဲ့သူ့ရဲ့ရင်ညွန့်ကိုထိုးနှက်လိုက်တော့သူကအသက်ရှူလို့မရတော့ပါဘူး ကိုနေမင်းကထိတ်လန့်တကြားနဲ့ပြေးလာဖို့ကြိုးစားတော့မင်းယူက သူ့ရဲ့လက်မောင်းကိုဖမ်းဆုပ်ပြီးနောက်ကျောဘက်ကိုကွေးချိုးကစပွဲပေါ်မှာမျက်နှာအပ်စေလိုက်ပါတယ်။မင်းယူက သူ့ရဲ့လက်မောင်းကိုပိုပြီးတင်းတင်းကြပ်ကြပ်လိန်ချိုးပြီးအေးဆက်တဲ့အတန်နဲ့ပြောပါတယ်။ကျမကခလာရအထူးစစ်စင်ရေးတပ်ဖွဲ့ဝင်ဟောင်းမင်းယူပါ ကျမတငယ်ချင်းကိုတောင်းပန်လိုက်ပါ ခါရအထူးတပ်ဖွဲ့ဝင် ကိုစော်ကြီးကမြေပြင်ပေါ်လဲလျောင်းရင်းတုံ့ီတဲ့အတန်နဲ့ပြောပါတယ်။တငယ်ချင်းတို့ဒီလူတွေရဲ့စိတ်ခံစားချက်ကိုမြင်အောင်ကြည့်ပါ။ကျွန်းကျွန်းတော်တောင်းပန်ပါတယ်မတိခဲ့ပါဘူး။ကိုနေမင်းကအလှည်မြန်တောင်းပန်ပါတယ်။ကျမတငယ်ချင်းကို တောင်းပန်ခိုင်းတာမင်းယူရဲ့အတန်ကခုထိအေးဆက်နေတော့မှာပဲ ခနာလေးဒီနေရာမှာအရေးကြီးတဲ့အပိုင်းတစ်ခုရှိပါတယ်။မနီယူကသူ့ကိုလှုပ်ခဲတဲ့အဆက်ခွဲမှုကို ကြော်ဖြတ်နိုင်ပေမဲ့တနေချင်းကိုလှုပ်ခဲတဲ့လုံရက်ကိုတော့လုံးဝခွင့်မလွတ်နိုင်ပါဘူး။ကိုစော်ကြီးကမရွှေစင်ဘက်ကိုခေါင်းငုံပြီးပြောပါတယ်။တကယ်တောင်းပန်ပါတယ်ကျွန်တော်မှားသွားပါတယ်။အဲ့ဒီအခါမှာမနီယူက ကိုနေမင်းကိုလှုပ်ပေးလိုက်ပါတယ်။အမျိုးသားနှစ်ဦးကစပွဲပေါ်ပတ်စံကိုအလျင်မြန်ပစ်ချပြီး ဘားတွေကနေကမန်းကလန်းထွက်ပြေးသွားကြပါတယ်။ဘားကလည်းပုံမှန်အတိုင်းပြန်လဲတည်ငြိမ်သွားပါတယ်။မနီယူကဘာမှမဖြစ်ခဲ့သလိုထိုင်ကုန်မှာထိုင်ပြီးဝိုင်ခွက်ကိုကင်လိုက်ပါတယ်။အစင်ပြေရဲ့လားမရွှေစင်က ခုထိစိတ်မသက်မသာဖြစ်နေရင်မေးပါတယ်။အင်းအစင်ပြေတဲ့တောင်းပန်ပါတယ်။တငယ်ချင်းတိတ်တိတ်ဆိတ်ဆိတ်နေခြင်းခဲ့တာမနီယူက တောင်းပန်နဲ့မျက်နာနဲ့ပြောပါတယ်။ တောင်းပန်စရာမလိုပါဘူးငါကိုကာကွယ်ပေးခဲ့တာကို တကယ်ကိုအံ့ဩစရာပဲ၃စက္ကန့်အတွင်းမှာကို မရွှေစင်က ခုထိမယုံနိုင်တဲ့အမူအရာနဲ့ပြောပါတယ်အရင်ကပညာရေးကြံနေသေးတယ်ထင်ပါတယ်ဒါပေမဲ့ဒီလိုအလုပ်မျိုးတကယ်ကိုမလုပ်ချင်ပါဘူးမနီယူကတပြင်းချလိုက်ပါတယ်မရွှေစင်က မနီယူရဲ့လက်ကိုစုပ်ကိုင်ပြီးပြောပါတယ်ကျေးဇူးတင်ပါတယ်အဲ့ဒီလူတွေဆက်လုပ်နေရင်ဘာဖြစ်မယ်မှန်းမသိဘူး အခုအဆင်ပြေသွားပါပြီအဲ့ဒီလူတွေဒီကို နောက်တစ်ခါလာတော့မှမဟုတ်ပါဘူးတနာ ਈ ကြပြီးနောက်လမ်းကြားတစ်ခုမှာကိုနေမင်းနဲ့ကိုစောကြီးတို့ကခုထိစိတ်မသက်မသာဖြစ်နေကြတော့မှာတထေးခလာရအထူးစစ်စင်ရေးတပ်ဖွဲ့ဝင်ဟောင်းဆိုတော့ကျွန်တော်တို့မထီရမဲ့လူတွေပဲကိုစောကြီးကတုံရီတဲ့အတန်နဲ့ပြောပါတယ်အင်းကြိုတင်တီးခဲ့ရမှာမဟုတ်ရင် အစကတည်းကဒီလိုနေရာမျိုးမှာဒီလိုပြုတ်မှုမျိုးမလုပ်ခဲ့တင်ဘူး ကိုနေမင်းကနောင်တရတဲ့အတန်နဲ့ပြောပါတယ်။ရက်အနေငယ်ကြာပြီးနောက်အံ့ဩစရာကောင်းတဲ့အဖြစ်ပြက်တစ်ခုဖြစ်လာပါတယ်။ရက်ွက်ထဲကအဖွားအိုတူကမင်းယူရဲ့ကော်ဖီဆိုင်ကို လာပြီးပြောပါတယ်။သမီးလေးဒီရက်ပိုင်းဒီရက်ွက်ကပို့ပြီးလုံခြုံလာပုံရတယ်။အရင်ကအယံမူးနေတဲ့ယောက်ျားတွေကမိန်းကလေးတွေကိုနှောက်ရတာမျိုး မကြာခဏရှိခဲ့ပေမဲ့အခုတော့အဲ့ဒီလိုအဖြစ်ပြက်မျိုးမရှိတော့ဘူး။ မနှင်းယူကပြုံးရင်းပြန်ဖြေပါတယ်။ဟုတ်ပါသလားကောင်းတဲ့ကိစ္စပါပဲ။ဟုတ်တယ်တကယ်ကောင်းပါတယ်အသက်ကြီးတဲ့လူတွေတောင်ညဘက်မှာစိတ်ချလက်ချသွားလာနိုင်ပါပြီ။အဲ့ဒီညနေမှာပဲမရွှေစင်ကကော်ဖီဆိုင်ကိုပြန်ရောက်လာပါတယ်။ဘလို့လဲဒီရက်ပိုင်းအဆင်ပြေရဲ့လားမရွှေစင်ကမေးပါတယ်။အင်းပုံမှန်အတိုင်းပါပဲကံကောင်းထောက်မစွာနဲ့အဲ့ဒီနောက်ပိုင်းထူးခြားတဲ့ကိစ္စမရှိတော့ဘူးမင်းယူကပြန်ဖြေပါတယ် ဲ့ဒီတုန်းကတကယ်ကိုမိုက်တဲရုပ်ရှင်တွေကမြင်ကွင်းလိုပဲမိုက်တဲမဟုတ်ပဲလိုအပ်တဲ့ကိစ္စပါအဖိုးတန်တဲ့တငယ်ချင်းကို ကာကွယ်တာက ဖြစ်တဲ့ကိစ္စပဲလေမရွှေစင်ကမနှင်းယူကို ကြည်ပြီးပြောပါတယ်နင်ကတကယ်ထူးခြားတဲ့လူတစ်ယောက်ပါရိုးရိုးတာမန်နေခြင်းနဲ့လို့ပြောပေမဲ့နင်အတွင်းမှာတခြားသူတွေကို ကာကွယ်ခြင်းနဲ့စိတ်သက်ရှိနေတုံးပဲအဲ့ဒါကငါတင်ယူခဲ့တဲ့အရာတွေရဲ့တကယ်အတိတ်ပဲထင်ပါတယ် တန်မာလာတာကတခြားသူတွေကို ထိခိုက်စေဖို့မဟုတ်ဘဲအဖိုးတန်တဲ့အရာတွေကို ကာကွယ်ဖို့ပါ မနှီးယူကသတင်းပေါက်ကိုကြည်ရင်စဉ်းစားလိုက်ပါတယ်။အဲ့ဒီညမှာမနှီးယူက သူ့ရဲ့နေ့စဉ်မှတ်တမ်းမှာရေးခဲ့ပါတယ်။ဒီနေ့လေပုံမှန်နေ့တနေ့ပါပဲအဲ့ဒီပုံမှန်ဘဝကို ကာကွယ်နိုင်ခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။တငယ်ချင်းတို့ဒီဇလန်းကနေကျွန်တော်တို့ဘာကိုသင်ယူနိုင်မလဲ။ စစ်မှန်တဲ့ခွန်အားဆိုတာကိုယ့်ရဲ့အင်အားကို ပြတ်တာမဟုတ်ပဲအဖိုးတန်တဲ့အရာတွေကိုကာကွယ်တဲ့အခါအသုံးပြုတာဖြစ်ပါတယ်တခြားသူတွေကိုလေးစားမှုရှိဖို့ကဘလောက်အရေးကြီးလဲဆိုတာကိုလည်းသိနိုင်ပါတယ်ဘသူ့ကိုမဆိုအပြင်ပန်းအတွင်ပြင်းနဲ့ဆုံးဖြတ်လို့မရဘူးဆိုတာနဲ့စစ်မှန်တဲ့ချစ်ကြည်ရင်းနှီးမှုဆိုတာဘာလဲအတိတ်ကအတွေ့အကြုံတွေကပြစ်စုံပံမှာဘလို့အထောက်အကူဖြစ်စေလဲဆိုတာကိုပြသတဲ့ဇလန်းတစ်ပုဒ်ဖြစ်ပါတယ်